ဒုတိယဟာအဖက်ဖက်ကကြဆင်းနေချိန်မှာဝါကိုတာမန်လူနဲ့မတူတဲ့နီးလက်နဲ့ဖြတ်တန်းနေပြီးတက်ကြပါတယ်။စိတ်ကြနေတဲ့လူတွေတဲကတချို့ကဒူရီကြားထဲမှာပဲကုကုကူအပယ်ကန်တယောက်လိုခက်ရှူရှူပုံကွယ်နေမိတတ်တယ်။အမြဲတမ်းရက်နာကြနေတဲ့ဘီချဲဝစ်ဆန်တယောက်ကတော့အိမ်တောင်လဲပြတ်အလိုလဲပြုတ်ပြီးတဲ့နောက်ယူတတ်မရှိပဲနေ့စဉ်သွားပြန်ရထားစီးနေပြီးတယ်။ရထားလမ်းဘေးကနေကွန်းတွေကသူ့ပျော်တဲ့ရေးဆွဲနေတဲ့ပကြီးတွေအတွက်လူအပ်တဲ့ဆက်ပြက်တွေဖြစ်နေတယ်လို့အရင်ကသူနေခဲ့တဲ့အိမ်တနည်းအားဖြင့်သူ့ခင်မောင်းထုံနဲ့ နောက်မိမတဲ့အနာတို့ရဲ့နေရင်ဟာလေသူ subject ပါပဲဒါပြင်ဒီချိန်ကသူ့အိမ်ကြီးချင်းတွေဖြစ်ခဲ့တယ်တိတ်ချစ်ကြတဲ့လင်မယား Scott နဲ့ Megan တို့ရဲ့ဘဝတွေဟာနေ့စဉ်သူ့စိတ်ကျဆားရာအယုံတွေပါပဲဒါပြင် Megan ဆိုတဲ့မိန်းကလေးကသူ့မအနာတို့ရဲ့ကလေး if ကို the clay day ဖြစ် look and give him မကြာသေးခင်ကမှအလုထွက်ထားတဲ့သူ Megan ဟာယထားရဲ့တတိယမြောက်တွဲမှာအမြဲထိုင်တတ်တယ်သူဟာ Megan နဲ့ Scott ရဲ့လင်မယားတိတ်ချစ်ကြတိတ်ယူရကြလို့သူတိတ်အားကြရတဲ့ဆုံးတွဲသူ့မှာပျောက်ဆုံးသွားတဲ့ င်တော်ရဲ့ဒုက္ခပုံလေးကိုအစာထုတ်စိတ်ကူးရင်ခွေပေးတဲ့လင်မယားသူ့ဘဝနဲ့မိခင်ဘဝကမိုးနဲ့မြေလောက်ကွာခြားတယ်သူနဲ့ထောင်းတဲ့လက်ထက်တုံးကအစမှအင်တော်ရေးတရားသလိုလိုရှိခဲ့ပြီမယ်။နောက်ပိုင်းမှာရီချယ်ဟာခလင်းမရတိုင်တဲ့အမြုံဆိုတာကိုသိပြီးတဲ့နောက်ပိုင်းစိတ်ကြက်တွေကြီးကြက်ကြပြီးရစ်ထုတ်ကြီးဘဝကိုတစတစရောက်မှန်းမသိရောက်ခဲ့ရတယ်။ရက်ကြောင်ကြောင်ပြီးသူဟာထုတ်မြက်တလန်းတွေကိုပိတ်ဆို့ခဲ့တယ်။ပြည့်မှာထုံရဲလုတ်ကပထေးမှမသားရဲ့အိမ်မှာကျင်းပတဲ့ပါတီပွဲမှာအမှုလွန်ပြီးသူမြတ်ပါတီမှာဒူမီမကောက် ောင်တောင်းကျမ်းမိတဲ့အမှုမျိုးကျူးလွန်ခဲ့တယ်ဒီဖြစ်ရဲ့ကြောင့်ပဲထုံအလုထုတ်ခံရတဲ့ဒါကိုကြောင့်ပြုပြီးအိမ်တော်ပြက်အိမ်တော်ထုံကအာနာနဲ့နောက်ဝင်တော်ပြုအစ်ဆိုတဲ့ကလေးလေးတယောက်တောင်ရန်ဒီခဲ့ပြီကလေးလိုချင်တဲ့နဲ့အမျိုးဘော့ကိုရောက်နေတဲ့ရေချဲဟာအမှုလွန်တဲ့တည်းသူ့ရဲ့ဟောင်းလေးစီကိုသွားပြီးအင်းတဲ့ကိုဝင်ခွင့်မတောင်းပဲကလေးကိုပွဲ့ချီခဲ့တဲ့အတွက်ကလေးတခုပါလို့သူ့ကိုအမြင်ဆောင်တာခံရတယ်တကယ်တော့သူကကလေးကိုခင်မောင်းဟောင်းရဲ့သွေးသားဖြစ်နေချစ်မိတဲ့သဘော အခုတော့သူကတကယ်ချင်းကတိရဲ့ခတ်မှာကပ်နေနေတာကြပြီသူလုတ်ပြုတ်သွားတယ်ဆိုတော့ကလည်းကတိကိုတိမပေးရဲအလုတ်သွားကြအောင်ဆောင်ပြီးနေ့စဉ်နင်းရောက်သွားပြန်အချိန်ချုံးနေတဲ့ရထားပေါ်ကမိန်းကလေးဖြစ်နေခဲ့ပါပြီလူတွေမှာသူ့ပူနဲ့သူ သူ့အိတ်နဲ့သူတော့ကပွေးကြတဲ့လူတွေထဲမှာရီချယ်အားကြနေတဲ့မေဂန်လည်းပါတယ်ဆိုတော့ရီချယ်မသိရှာလူတွေကမေဂန်ကိုယောက်ျားလူစားစိန်ခံနေတဲ့ကလေးလူဆက်လူပြင်းတယ်တကယ်တမ်းကျတော့မေဂန်ဟာသူ့ပူနဲ့သူမှုဘဝပြစ်စတင်နေအောင် စ်ကူဆရာဝဲကာမန်အပ်တီနဲ့ပုံမှန်ဆွနေကုတခဲ့တာလွန်ခဲ့တဲ့6လဂရက်ကဆိုတာကတော့အတင်းပြောသူတွေမသိကြပါဘူးရီချယ်လည်းမသိစိတ်လှရှားလို့ရင်ပြမရတက်တက်မိန်ကလေးတကယ်တော့မိကန်ဟာ16နှစ်ရွယ်တုန်းကမတ်ဆူတဲ့ပြစ်သူနဲ့တွေ့ပြီးအသက်ငယ်ငယ်နဲ့ကလေးမေဖြစ်ခဲ့တယ်အဲ့ဒီချိန်ကမိကန်မှလုံးမရှိအိမ်မှာကလေးထိန်းသက်သက်ဒီရဲ့ရေချိုးကန်ထဲမှာကလေးကိုသူ့ရင်မပေါ်တင်ပြီးရေစိမ့်နေရင်ကသူ့အိတ်ပြော်သွားလို့ကလေးကသူ့ကိုယ်ပေါ်ကနေရှော့ကြပြီးရင်းနှစ်ပေဆုံးသွားတယ်ဒါကြောင့်မိကန်ဟာသူ့ကိုယ်သူဘယ်တော့မှ ခွင့်မလွတ်ခဲ့ပါဘူး။ကလေးကိုမြေမြုပ်ပြီးတဲ့နောက်မှာပဲချစ်သူမတ်ကလည်းသူ့ကိုစစ်ပြက်လို့ဖိပြေးသွားတယ်။ဒီကလေးရဲ့တဲ့ကိုစစ်ကူဆရာဝန်ကာမဲတယောက်တည်းကိုပဲမိဂန်ကပြောပြထားတယ်။လက်ရှိသူ့ယောက်ျားစကော့တောင်မှမသိနောက်တော့သူကစကော့နဲ့အင်းလုံးကြဘေးလူတွေအားကြရတဲ့တီးပြေစုံနဲ့စုံတွဲဖြစ်ခဲ့ပါလေ။စတော့ကလည်းသူ့ပေါ်ချစ်စိတ်လွန်လိုက်တာပေါ့။လူမြင်ကွက်လည်းမရှောင်။ပကြီးပြခဲနေပါမလုံလဖူးခဲ့တဲ့မိဂန်တယောက်အိမ်နီးချင်းထုံတဲ့အနာတို့ရဲ့ကလေးလေးအစ်ကိုပွားထင်းခဲ့တယ်။တကယ်တော့အစ်ကိုထင်းရတာသူ့သိဟောင်းကိုပြန်တူးစွာသူ့ းကြောင့်သေသွားတဲ့ကလေးကိုပြန်ပရိယာစရာတွေကြီးပဲနောက်ထပ်ကလေးလိုချင်စိတ်ကပေါ်ပေါ်လာတတ်တယ်ဒီတော့လေသူပြုံးစားကြီးကလေးထုံးတဲ့လောက်ကလည်းထွက်လိုက်ပါတယ်သူလောက်ကထွက်တဲ့နေ့ if တနည်းပြည့်တဲ့မွေးနေ့ထုံမြနောက်မင်းမအာနာကလည်းကလေးကိစ္စအိမ်တောင်ထင်းတရတဲ့လူတွေကြောင့်ပြုပြီးအလုံးမလုံးအိမ်မှာပဲနေတဲ့ပြေနေ့ကလေးထင်းဖြစ်မိကန့်ကိုတော့ငှားထားပေးတယ်အရေးဆက်လိုက်တော့ဘော်ကျော့နေခြင်းနဲ့စိတ်ရင်းကပါပဲဒါကြောင့်ဘေကကလှုပ်ထွက်တဲ့နေ့မှာအာနာကိုလည်းအလုံးလုံးတောင်ကလေးအတွက်ပူကောင်းတယ်လို့ပြောမိလိုက်တော့နင်းကဓာတ်တွေကိုတကယ်သိ ိလို့လားလူမကြည့်တဲ့ဒိတ်ဆိုးရှင်ဒေသမေကံအသာနှုတ်စစ်ပြီးထွက်လာခဲ့ပါတယ် ဟန်နာရဲ့အဖူကတော့ထုံမြက်စင်းသီးရောက်ရေချဲကသူ့ကလေးကိုတည့်လာခိုးပြီးအပြင်ကိုခေါ်ထုတ်တယ်ရေချဲကတယောက်ယောက်ကိုခဏခဏကဆက်သွဲတဲ့ကိစ္စမေကန်ရှိတော့ကမြင့်လေဖုံးလာလို့သူ့စာမေကန်သွားကင်လိုက်တိုင်းတစ်ဖက်ကဆက်မပြောပဲဖုံးချသွားတာကြည့်ပြန်ဒါမျိုးမကြခဏကြုံနေရတယ်ဖုံးကလည်းဘသူ့ဖုံးမှမသိအဲ့ဒီညသူ့ယောက်ျားအိပ်ပြလာတော့ကလေးရဲ့မွန်းတေဘဝကျင်းပပြီးမေကန်အလုထွက်သွားပြီလို့ပြောပြတော့ထုံတော်မှအာအာတင်သွားတယ်ညောက်တော့သူ့ယောက်ျားဖုံးကမြည်လာတော့ကြည့်လိုက်တော့ရေချဲခေါ်နေတာဖြစ်လို့တော်တော် da doza တကယ်လဲဒေါသထွက်ချင်စရာပေါ့ရီချယ်ကမမယီယူနဲ့အနာကို Happy Birthday မင်ပေးလို့ပလန်ရှိနေတယ်။ဒါကိုတွေ့တော့ခန့်ပေါက်ကတိကဖုန်းကိုလုအရက်ကိုတော့ရီချယ်ကိုအသေးအခိုင်းနဲ့ရီချယ်ကရီချုပ်ကွာဆောက်ရုပ်ကလေးကအခုလိုပဲမူးလို့ပြောချင်ရပြောလုတ်ချရလို့ပြီးတော့ရင်နောက်မနက်မှာဘာမှပြန်တတိမရ Memory ဖြောက်တာကလည်းစေရောကန်နဲ့ပြန်သူ့ကိုနှိပ်စက်နေပါတယ်။ဒီမှာထုံးစံတိုင်းယထာစီရင်သူကြည့်နေကြစက်ပြက်တွေကိုကြည့်လိုက်တော့လူစင်းတယောက်နဲ့ဘေကန်တို့ဟာသူ့ရဲ့လသဆုံးမနန်းနေတာကိုရီချယ် တွေ့သွားတော့တက်ကူတော့ကထွက်သွားတယ်။အိမ်တော်ကြီးဖောက်ပြန်နေဆိုတာ Richard သိမုန်းတယ်လို့ရဲ့ Tony Richard အကြောင်းပါကတဲ့ကထော်မှာအခုသူမိမအန်နာနဲ့ဖောက်ပြန်တာကို Richard က email တွေကတဆင့်သိခဲ့ရတယ်။ထောင်ကအန်နာကိုမင်းပောင်အတွင်းသားလေးတွေနမ်းနေတာအိမ်မက်မက်တယ်။အခုသာဖြစ်ခွင့်ရရင်သိကောင်းမယ်။ရင်းကဒါမျိုးတွေမခံစားခဲ့ဘူး။ ။ဗာညာနဲ့ရေးကြတော့တွေ့ပြီးသူရစ်ထုတ်ဘွားကိုပူရောက်သွားခဲ့တာပေါ့။နောက်တော့သူတို့ကွဲပြီးတဲ့နောက်ချောင်းကအနောက်ကိုကောက်ယူပြီးချက်ချင်းကလေးတော်မှမွေးလိုက်ကြသေးတယ်။ဒါကြောင့်သူမြရခဲ့တဲ့ဘွားတို့ကစံပြလို့အားကျနေခဲ့တဲ့မိကန်ကအခုလိုတစ်စင်းတယောက်နဲ့ဖုတ်ပြန်နေတာတွေ့တော့ချက်ချင်းသွားပြီးလုပလိုက်ခြင်းစိတ်ဖြစ်အောင်ဒေါသထွက်သွားတယ်။သူတို့အိမ်ထဲကိုသွားသူ့ရွှေအောင်စပင်းလေးကိုဆွဲကျမ်းပြင်ကိုခေါင်းနဲ့ပိတ်ဆောင်လိုက်မယ်လို့ကြုံးဝနေတော့တယ်။ဒီစစ်တွင်တဲ့ရေချယ်တည်ရလုံးလုံးကထားမကြီးခြေဦးတရာလျှောက်သွားတယ်။ဘယ်ရောက်လို့ဘယ်ပေါင် မှမသိမိုးချုပ်တဲ့အထိနောက်တည့်ရရေချဲအိယာကလည်းနုံတို့ချင်းကုကူပေါ်မှာတွဲလူးလူးဖြစ်နေတာတွေ့ရတယ်။တွေးရဘာကြောင့်ပြင်းနေတာလဲ။ तू စိတ်ထောက်ချတာလား။တကယ်လား။ तू စဉ်းစားလိုက်တိုင်းမေကန်အိမ်တဲကို तू ဝင်ပြီးစပင်းဒီဆွဲဆောင်တက်တော်လိုနေရာမျိုးပါ။ तू ဖြေးလွှားနေတော့လူတယောက်ကလည်းအနောက်ကလည်းလိုက်လာ။ဆိုင်ကောင်းတစ်ခုတည်းဝင်ပြေးတာခေါင်းတက်ကိုပေါ်လာတယ်။ဒါမေကန်ရဲ့တွေးရလား။ तू မေကန်ကိုအိမ်နဲ့သွားပြီးတကယ်ကျူးလွန်ခဲ့တာလား။ရက်ကြောင်တာလား။ဝေခွဲမရ။ဘာမှစဉ်းစားမရတဲ့ဆုံးရက်စွန်းနေကြတဲ့သူတွေ စူပေါင်းရင်ဖွင့်တဲ့ဆက်ရှင်မှာတွားပြီးအဲ့ဒီဖြစ်ရကူပြောပြလိုက်တယ်။နားထောင်သူအလုံးကရက်ကြောင်ကြောင်သူတွေဖြစ်နေတတ်တဲ့ကိစ္စမျိုးမို့သူ့ဝင်းတလာကိုဘာမှမမချက်မပေးနားထောင်သူတက်တက်တွေသာအဲ့ဒီနောက်ယထာစီပြီးကတိအင်ကိုပြလာတော့ကတိကသူ့ကိုတိတိနေဖို့ပြောတယ်။ကြည့်လိုက်တော့ခန်းထဲမှာစုံတော့ရီလင်းတဲ့ဖော်ရှေးတယောက်ရောက်နေတာတွေ့ရတယ်။သူတို့ကတောက်ကြနေညကမင်းဘယ်မှာလဲတဲ့။ဒီတော့မျိုးတွေကအလုတ်ကိုတွားနေတာ အဲ့ဒီအပြန်ခင်မောင်းစီဦးသွားဖို့ရက်ွက်ဟောင်းနာကဘုရားမှာဆင်းလိုက်တယ်။နောက်တော့မကတ်သွားတင်ဘူးလို့တွေးမိတယ်။၁၇နှစ်လောက်အိမ်ပြန်ရောက်လာတယ်။ဆိုတော့ကတော့ကတိကပါထောက်ခံပါရဲ့။အပြန်လက်မှာတနေရာဝင်ခဲ့သေးသလား။ဟွန်းဒီမျိုးသမီးကိုဖတ်မိသလားတဲ့။မိခင်တပ်ပုံကိုပြရတယ်။အခုသူပြောင်းနေတယ်။သူလည်းမင်းဆင်းတဲ့ဘုရားမှာပဲဆင်းတာ။အခုသူပြောင်းနေတယ်။မင်းသူ့ကိုသိသလား။ဟွန်းအဲ့ဒီချိန်ကမင်းမူးနေလို့ဖတ်မမိတာလားတဲ့။ Rachel ဆော့အားသွားတယ်။ဒီမှာ Rachel ရှင်းအောင်ပြောရရင်မင်းရွှဲဆွဲတဲ့ပြဿနာနဲ့လွန်ခဲ့တဲ့ နှစ်လောက်ကပဲအလုကန်တွေအထောက်ခံထားရတာ ဒီစကားကိုစငယ်ချင်းကတိပါဆော့အပ်သွားစီလေဆောင်းတော့ရီလီတော့ထွက်သွားတော့ကတိနဲ့ဒီကိစ္စစကားများကြတော့ဗောဒီရရီချယ်မိအားစီထောက်ပံ့ခြင်းနဲ့နေ့စဉ်ရထားစီအချင်းဖြုံးနေတာပဲရီချယ်ကတော့တောက်ကြနေညကကိစ္စကိုဘာမှမမှတ်မိကတိကလည်းအတိတ်ကသူကြားမှုတဲ့ရက်ကြောင်ကြောင်သူတယောက်ဟာတိမ်သားတွေကိုဓာတ်နဲ့အမှုကြီးကျူးလွန်လိုက်တာနောက်နေ့မှရဲတွေဖမ်းလာဦးခံရတယ်ဒါပေမဲ့ तू ကဘာမှမသိဘူးတဲ့နေလဲအဲ့ဒီလိုပဲလို့စကားမှမဆုံးသေးဘူးရီချယ်အမှတ်ညံတယ်လတ်တောက်ဆောင်မှာမိကန်နဲ့လူစိမ်းတို့ နိုင်တာခေါင်းနဲ့ပြန်ပေါ်လာလို့စခန်းကိုပြန်သွားတော့မယ်စုံတော့တင်စီကိုအပြေးလာသွားပြီးပြောလိုက်မှာ really ပိုပြီးတန်တရားဝင်သွားတယ်စောစောကဓာတ်ပုံကိုပြတော့မတည်ဘူးလို့ပြောတယ်အခုတော့မေဂန်ကဖောက်ပြန်သူလို့ဆိုလာတော့မင်းအဲ့ဒီရက်ကော့တဲကွာတက်တာမင်းခင်မောအိမ်ကိုမဖိတ်ပဲသွားတာ ကလေးကိုခိုးတာငါတို့သတင်းရပြီသားငါကြံပေးမယ်မင်းအဲ့ဒီရက်ကွက်ဘက်ကမသွားနဲ့ကလေးကိုလည်းကွာမထင်နဲ့လို့သာပြန်ပြောတာခံလိုက်ရပါတယ်နောက်ရမှာရီချဲကတော့ယထာစီမေကန်အလုံးလဖူးတဲ့ပကြီးပြကန်းကိုတွားပြီးတွင်းမိလိုက်တာကတော့မေကန်ရဲ့ယောက်ျားစကော့နဲ့ပွားပြေဖို့ပါပဲဒါပြင်ရီချဲဟာအရင်မတော့တော့ပဲမေကန်ပျောက်ဆုံးမှုကိုသူ့ခွတိုင်းစုံစမ်းမယ်လို့ဆုံးဖြတ်လိုက်တယ်နောက်တော့မေကန်နဲ့ရင်းနှီးတဲ့ပကြီးပြကန်းကတကယ်ချင်းဖြစ်ဟန်ဆောင်ပြီးစကော့အင်ကိုတွားလေရက်ပြတ်ပါမယ်ဆိုမှစကော့ကသူ့ကိုကြည့်ပြီးအလိုက်တဲ့ ိဘီယာဖောက်တိုင်နေသေးတယ်။စကားတွေပြောလို့အရှင်ရတာမှာသူကမေကန်တဲ့လူစိမ်းတို့ပွေဖန်နေတဲ့အကြောင်းပြောပြလိုက်တော့စကော့ပလေမေကန်ရဲ့စစ်ကူတုံးဆရာဝန်ဒေါက်တာကာမဲလ်အဗဂျီရဲ့တပ်ပုံကိုပြရတယ်။ ်မေဂန်နဲ့နမ်းနေတဲ့သူကသူလားပေါ့မေဂန်မှာမိတ်ဆွေဆိုလို့သူတယောက်ပဲရှိတယ်ရေချယ်ကအပ်တီရဲ့တပ်ပုံကိုကြည့်ပြီးသူ့ပဲလို့အတီးပြူးလိုက်ပါတယ်နောက်ရမှာတော့စကော့ရဲ့သတင်းပေးချက်ရဆီယဝင်းအပ်တီကိုရက်တစ်ဖက်ကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းတွေထုတ်လွှင့်တော့ရေချယ်လည်းရမကန်နော်နဲ့နေနေတယ်ခါလာတစ်ချောင်းအမန်တရားကိုသူဖော်ထုတ်နိုင်ပြီးဆိုပြီးပျော်သွားပါတယ်သိမကြပါဘူးစကော့ကရေချယ်ကိုတွေ့ကျင်နေဆိုပြီးလန့်ခေါ်လို့နောက်တစ်ချိန်ကိုသွားလိုက်တော့စစ်ကူတုံးဆီယဝင်းအပ်တီပြန်လွတ်သွားပြီတဲ့ခံလုံးတဲ့ထောက်သားမရှိ ှိမင်းငင်တာသူဆိုတာဖိတ်ကြရဲ့လားရဲတွေကငါမင်းမဘာလက်ချက်နဲ့ပြောင်းနေတာလို့ထင်နေတယ်တဲ့ဟပ်ဒစ်ကမေဂန်ဟာတနာစီယာစကော့ကမနာလို့ဖြစ်ပြီးထိမ့်ချုပ်တဲ့အနိုင်ကျင့်တတ်တဲ့ယောက်ျားလို့ရဲတွေကပြောထားတယ်တဲ့အဲ့ဒီနေ့ကမေဂန်ထွက်သွားတော့သူနောက်ကနေပလိုက်ခဲ့ဘူးဖုန်းလည်းမဆက်ခဲ့ဘူးဘာလို့ချင်းစကားများထားလို့စပော့ဘားမှာကြွားပြီးပချိန်လုံးရင်မူးနေတာလို့စကော့ကသူ့ဖြစ်သူပြောပြတယ်ဒီကြားထဲသတင်းတော်ဖုန်းနေကခလာနာဝင်လာတော့စကော့တိတ်တော့ကထွက်နေလို့ဝီချန်လည်းပြန်လာလိုက်တာလမ်းမှာခင်မောဟ ောင်းမိသားစုအပြင်ကနေပြလာတာတွေ့လို့သူရက်ပြေးငြိမ့်ချီမိသွားတယ်။သူရစ်ဒီအပိုင်းအရက်သိမ့်မတော့ချိန်မှာဒီလိုတွေ့ရတာပါ။ကလေးချီထားတဲ့အနာကူကြည့်ပြီးခွန်တဲ့ကဆိုင်ကောင်းတဲ့ကပုံရိပ်တစ်ခုဖျက်ခနဲ့ဝယ်လာတယ်။အဲ့ဒီနေ့ကသူ့ကိုရိုက်ချခဲ့တာ။ခန္ဓာလို့သူမြင်အောင်နေလို့ခါကြောင့်လဲသူ့ကိုမောင်းထုတ်နေတဲ့ခင်မောင်းဟောင်းထုံကူရှင်မင်းမကတောက်တနေကြကကျမကိုရိုက်ခဲ့တယ်။အခုမှတ်မိပြီလို့ပြောလိုက်တယ်။ပြီးတော့သူရှင့်ကားပေါ်တက်သွားတယ်။ဒါပေမဲ့ထုံကတော့သူ့ကိုနေရင်းကြောင်တော့ရက်ကြောင်ကြောင်ပြီးပေါ်တက်ကြရလာပြောနေနေတဲ့ဒါပြေ ြင်းမေဂန်မရှိမှစကော့အိမ်တက်ကိုဝင်ထွက်နေတာတရက်ခွက်လုံးဝသိတယ်မင်းကဘသူ့ကိုမှအကူအညီမဖြစ်ဘူးလို့ပြောတာဟုသောခံလိုက်ရပါပဲဒီကရေချယ်လေဒီမှုကိုသူကိုယ်တိုင်စုံစမ်းမယ်လို့ဆုံးဖြတ်လိုက်ပြီးဒေါက်တာအက်ဘစ်ကိုသူ့ဘာသာသူပွားတွေ့လိုက်တယ်ဒူနာပုဂ္ဂဇံဖန်သူ့ရဲ့ဆွဲတံကိုရှင်းပြတယ်ရေချယ်ဖြစ်ကရမူးဘာလုပ်ခဲ့တာကိုမသိနောက်တနေ့တခြားသူတွေသူ့သဖြင့်သူ့ခင်မုန်းကသူ့မုန်းနေတော့ဘာလုပ်ခဲ့တယ်ဆိုတာကိုပြန်ပြောပြမှသိရတယ်သူသူကိုယ်တိုင်ကတော့သူ့ခင်မုန်းပြောသူလိုမှားမျိုးတွေမကျူးလွန်ခဲ့ဘူးလို့စ ိတ်ထဲကထိနေပေမဲ့ကြာတော့ဒါလည်းဖြစ်နိုင်တယ်လို့ခံယူထားလိုက်ရသူပါ။ဖက်ပြုတ်ကလည်းစစ်ပညာရှင်ပီပီဒီအကြောင်းတွေပြောပြဖို့လာရမဟုတ်ဘူးလို့ရှေးမေးလို့ထုတ်မေးလိုက်တယ်။ဒီတော့ Rachel လည်းမေဂန်အကြောင်းကိုသတင်းနိုင်ရမယ်စာဒေါက်တာအပ်ပစ်ကိုမေဂန်နဲ့လာတော့ဆောင်မှာတွေ့ခဲ့တယ်လို့ထုတ်ပြောမိသွားတယ်။ ဒီနေရာမှာစကားနဲ့မကြာခဏဖော်ပြနေတဲ့မြုပ်ခွက်တစ်ခုချုပ်ကိုစပြောဖို့ချိန်တန်လာပါပြီ။မေဂန်ကစစ်ကူတုံးလာယူရတာအမှန်ပါ။လွန်ခဲ့တဲ့6လမေဂန်ကသူ့မှာကလေးတယောက်ရှိခဲ့ဘူးတဲ့အကြောင်းနဲ့ကလေးရင်းနှစ်ဆုံးပါပြီးနောက်ပိုင်းချစ်သူနဲ့ကွဲကွာခဲ့တဲ့ဆိုတော့ကိုအပြစ်ကိုပြောပြထားတယ်။မေဟပတန်ကပကြီးပြကန်းဒီမှာလုတ်လုတ်ခဲ့ဘူးတဲ့မေဂန်။နောက်တော့ထုံနဲ့အန်နာတို့ရဲ့သမီးအစ်တို့ကလေးထင်းဖြစ်လုတ်ကန်ခဲ့တဲ့မေဂန်ဟာစကော့ကဘလောက်ပဲယူရပါမယ်။သူ့အိမ်တော်ကငင်းငွေလာတဲ့အကြောင်းတွေထောက်တာ ာအပ်ဘုကိုရင်ဖွင့်ခဲ့တယ်။နောက်တော့ဆ ਿਆ ဝင်းနဲ့လူလာတဲ့ကြားမှာအဖြစ်တဲ့နဲ့အခြေရေးတစ်ခုစတင်ခဲ့တယ်။ဒါကလည်းမေဂန်ကအတင်းဇွတ်လို့ဖြစ်ခဲ့တာ။အပ်တစ်ကတော့အချင်းချင်းနောက်ပြန်ဆုံမဲ့ကြံတိုင်းမေဂန်ကနောက်ဆုံးအချိန်ပါဆိုပြီးတဖြည်းဖြည်းရှေ့ဆက်တိုးတက်တယ်။တခါတလေမေဂန်ဟာတယောက်စီကိုဖုံးဆက်ပြီးတတော်တဲ့မှာဂျူးလွန်တောက်ကိုယူတိုးရိတ်တိတ်ဖောက်ပြထားပါတယ်။တကယ်တော့မေဂန်ဟာရေချက်အတွက်စံပြမျိုးသမီးနဲ့တူပေမဲ့နောက်ွယ်ကကလေးတေးခဲ့တဲ့အတိတ်ဆိုးကြောင့်သူ့ရဲ့နေ့စဉ်ဘဝကလည်းရှုပ်ထွေးပွေလီနေခဲ့ပြီ အခုသူပြုတ်ဆုံးနေတော့ဇက်ကပူပြီးရှုပ်သွားတာပေါ့တစ်ဖက်မှာစုံတော့ရီလီကိုအန်နာကလည်းတိုင်ကြားချက်တွေပေးနေတယ်အန်နာအကြောင်းတိုင်တာပါအချင်းချုပ်ကတော့ဘီကန်ရှိနေတုန်းကအမင်းမသိဖုန်းလေးဝင်တာဒါရီချယ်ပဲပေါ့စုံတော့ရီလီကတော့ရီချယ်လို့တီမပြုတ်တယ်လို့စာတူတွေကလည်းချိန်ချောက်တယ်လို့လည်းခေါ်လို့မရဘူးဘူးမမမသိဘူးကလေးကိုခွင့်ပြုချက်မရှိဘဲလာချီတယ်ဆိုတဲ့နောက်ပိုင်းရီချယ်ကနောက်ထပ်ပိုင်းနဲ့မကြည့်လို့မူလို့သုံးသက်တော့အခုတလောစကော့အင်ကိုအဝင်ထွက်လုပ်နေတယ်လို့အန်နာကတရင် ်ပေးလိုက်တယ်။စုံနောက်ကတော့မင်းခင်မောနဲ့သူ့ဇနီးဟောင်းတန်ချိန်နေသလားဆိုတော့မင်းထံတရားဖြစ်နေတာပဲ။ရီချယ်ကမတင်ကစရာကောင်းပေမဲ့အခုမင်းလာပြောတာတူကမခိုင်းလုံဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒီတော့အန်နာလည်းထုံမြက်အီးနေတွေကိုစစ်ဆေးဖို့လက်ပြောက်ကိုဖွင့်ကြည့်ဖို့ကြိုးစားပေမဲ့ဖတ်စွာမသိလို့ကြည့်ခွင့်မရ။တဖက်မှာရီချယ်ကလည်းဆိုင်ကုန်းတဲ့ကပေါ်ရတူဘူး။ပကြီးဆွဲပြီးပညာတွေပြတ်ပေါ်အောင်အချင်းချင်းကြိုးစားနေတယ်။ဒီချိန်မှာစကော့ကသူ့ချန်တဲ့သတင်းတောက်တွေဝိုင်းနေလို့ဆိုပြီးရီချယ်စီနိုင်ဘဲလုံးလာရှောင်းတယ်။ကစတဲ့မိကမှ ာကိုဝင်ရှိနေပြီလို့စိတ်ကူဆရာဝန်အပြစ်ကိုပြောပြခဲ့တယ်လို့ရဲတွေကသူ့ကိုပြန်ပြောမှသိရတယ်ပြေဒါကချက်လက်သစ်ပါရန်နေငယ်ကြမှာမိခင်ဟောခေါင်းကိုရိုက်ခဲရပြီးသူတို့ရက်ကွက်ကမလက်မကန်ကတတော်မှာပြန်တွေ့ရတယ်လို့ကတင်းတွေထွက်လာလို့ကြောက်ဆုံးနေတဲ့မှုကလေလူတက်မှုဖြစ်ပြောင်းလိုက်ကြပါတယ်စကော့ကလည်းရဲတွေကခဏပြန်လာပြီးခေါ်စစ်တယ် ိမ်ပြန်ဖို့တော့သတင်းတောက်တွေဝိုင်းနေလို့ရဲတွေကတော့ကုရှင်းပြရသေးတယ်။ထားတဲ့စူရာကတည်ဆုံသူမေဂန်လွယ်ထားတဲ့ကိုဝင်ရဲ့ဖခင်အောင်သူ့လက်ရှိခမုံစကော့ယောစစ်ကူဆရာဝယ်အပ်ပြည့်ရဲ့တွေးတာမဟုတ်တာကြောင့်မေဂန်ဟာတတိယလူနဲ့ရှုပ်နေတယ်ဆိုတဲ့ချက်ကြီးစိတ်ရှုပ်စရာပေါ်ထွက်လာပါတော့တယ်။ဂျီတော့တဲ့အန်နာကလည်းထုံနဲ့ချက်ကန်းဖွင့်ရတာကိုစိတ်မပါမေဂန်ကလေးထိတ်လို့မထွက်ခင်ကရေချဲဖုံးလို့သူယူဆထားတာတွေခေါင်းထဲဝင်ဝင်လာလို့ချက်ကန်းဖွင့်နေမှလဲသူမပြောခန်းစားချက်မဲလွန်နေလို့ထုံခ တော့မှဘာဖြစ်တာလဲလို့မင်းယူရတယ်အန်နာဖို့တစ်ချိန်လုံးရီချက်ကိုပဲမဲနေမိရကအခုတော့ထုံနဲ့ရီချက်ညနေတော့ကသူကထုံနဲ့တက်တက်ပုံဖြစ်ခဲ့တယ်နောက်တော့ဒင်းပေါ်မှာအင်ရှင်မဖြစ်နဲ့သူ့ဘဝပြောင်းလဲအခုတော့ရီချက်ရဲ့ဘဝကိုကြည့်ပြီးမင်းမသားချင်းကိုချင်းစားတဲ့စိတ်ဝင်လာတယ်ထုံကိုမေးလိုက်ပြီသူနဲ့တက်တက်ပုံကာလာတွေတုန်းကရီချက်ပေါ်ဖောက်ပြန်ခဲ့တာစိတ်လုံးရလားလို့ ီစကားကိုကြတော့ထွန်စစ်ပြက်ပြီးဒီမိမအကြောင်းကိုငါတို့ဘေးဖက်ထားလို့ရမလားလို့ပြန်ပြောပါတယ်။အမနာကဒီနေ့စကော့ကိုရဲတွေအိမ်ပြန်လာဖို့တဲ့ချိန်ဒူရေကြားထဲမှာရစ်ချက်ကိုတွေ့တော့ရစ်ချက်မျက်နှာကတိတ်ကိုခပ်ထန်သွားတယ်တဲ့။ရှစ်မှာလည်းအန်ဒီယားရှိနိုင်တယ်ပေါ့။ထွန်ကတော့ရစ်ချက်ကိုဝမ်းနေနေတူတတ်တာ။ဘာအန်ဒီယားမှမရှိနိုင်ဘူးလို့မကြုံစဘူး။ရစ်ချက်ဘက်ကနေရက်တီပြောပြလိုက်လို့ဟန်နာအာသင်သွားတယ်။ဖုန်းခိုင်းလိုက်လို့ဘီကန်အကန်ကြားတိုင်းချချသွားတဲ့ဖုန်းတွေကရစ်ချက်သာဆိုရင်တော့ထွန်နဲ့ပြန်ပေါင်းထုတ်နေကြတာ ပဲလို့တွေးမိသွားပါတယ်။တစ်ဖက်မှာ Scott က Richard အင်ကိုလာပြီး Cliff ဖေကငါမဟုတ်သလိုဆရာဝင်လည်းမဟုတ်ဘူး။ဒီတော့ Megan ကတွတ်တရလူကြောင်းမင်းကိုပြောဘူးသလားလို့မေးတယ်။ ဆုံးတော့တွေကလည်းမင်းကမေကန်ကိုမတီးဘူးလို့ညာထားတာငါသိပြီ။သူမိမကြောင့်တိတ်တိတ်ချင်းနေတဲ့စကော့ကရေချယ်မှန်တရားကိုတပင်ဖုံးကွယ်ထားတယ်လို့ထင်ပြီးဒေါသတွေထွက်လက်ပါပြီးချင်းချောက်ပါတော့တယ်။ဒါကြတော့ရေချယ်တိမခန္ဓာဆုံးတော့ရီလီစီကိုသွားပြီးထိုင်ကြတယ်။မေကန်ကစကော့ကပဲတက်တာဖြစ်နိုင်တယ်လို့ပြောပြတယ်။ဒါပေမဲ့အခင်းဖြစ်တဲ့ညာကစကော့ဟာသူပြောခဲ့ဘူးသလိုစကော့ဘာမှမူပြီးအချင်းကုန်လွန်ခဲ့တာကိုလုံခြုံရေးကင်မရာတွေကလည်းသက်သေပြနေလို့သူ့ပါလီပြီးရှိနေတယ်။ဒီတော့ရဲတွေကိုမင်းပြောသမျှက လိမ်ညာတွေကြီးပဲလို့ရစ်ချစ်ကို ပြန်ပြီးအမှုပအမှန်တွေသာပြောစမ်းပါလို့ပြောတာကိုခံလိုက်ရပါတယ် ီနောက်တော့ Rachel ရဲ့ယထားတွေကိုပြန်စည်းတယ်စစကန်းဖွင့်တယ်မြောက်တော့ယထားပုံမှာကချင်းကပါတီကျင်းပခဲ့တယ်ထုံမြက်တထေးမှာမာတာနဲ့သူ့ဖော်တွေကိုတွေ့တော့သူတောင်းမှန်ဖို့ဆုံးဖြတ်ပြီးရင်ဆိုင်လိုက်တယ်ဘွားတွေ့တော့မာတာကလည်းသူ့ကိုဖော်ဖော်ယွယွပါပဲမတွေ့တာတော့ကြပြီနော်တဲ့ Rachel ကဟိုတုန်းကကျမရှစ်စီကိုဖုံးဆက်ချင်ခဲ့တာအဲ့ဒီတုန်းကထုံကတားထားလို့ပါကျမစိတ်မကောင်းပါဘူးဆိုတော့မာတာကဘာအတွက်တောင်းပန်တာလဲတဲ့ဒီမှာ Rachel ကတထေးမှာမအိမ်မှာကျင်းပတဲ့ပါတီမှာသူရဲ့ကြောင်ကြောင်ပြီးတောင်းကြံခဲ့တာ우 ပြောပြရတယ်။ဒီဖြစ်ရနောက်ပိုင်းထွန်လှုပ်ထွက်ခံရတယ်လေလို့ပြန်ပြီးတတိပေးလိုက်တယ်။ဒီတော့မသားကသူ့ကိုဂျင်သားနဲ့နင်နာနဲ့ကြည့်တယ်။နေပါအောင်မင်းပါလုခဲ့တာတဲ့စကားစာပေးတယ်။ရေချဲကထွတ်ဆုပ်ထွတ်ဆုပ်လဲအဲ့ဒီတော့ကထုံကပြောတယ်။ကျမမူပြီးရှင့်ပါတီမှာရှင့်ပကန်တွေကိုရက်ခွဲခဲ့တာတဲ့။ဒါကြောင့်သူ့လှုပ်ပြုတ်တာတဲ့။မသားအာအပ်တင်သွားပါရဲ့။အဲ့ဒီနေ့ကမင်းနေမကောင်းလို့ဧည့်သည်တွေတွေ့ထားတဲ့ခန်းမှာမင်းကိုအိတ်ဖို့ပြောခဲ့တယ်။ငါကိုယ်တိုင်တွဲပြီးကွာသိပ်ခဲ့တာပေါ့။ကျန်တာဘာစုဘာမှမင်းမဖြစ်ခဲ့ပါဘူးတဲ့။ဒ ဒါတွေကို Rachel မမမီသူမမီတာကတော့ပြန်လဲမှာချောင်းကမဲလို့ရကတိတ်ယုံဖို့ကောင်းတယ်ဆိုပြီးလမ်းလယ်မှာသူ့ကိုပြစ်ထားခဲ့တာကိုတော့သူမှတ်မိတယ်မာတာကမဲအဲ့ဒီနေ့ကဘာမှမမလုပ်ခဲ့ဘူးထုံကူလို့ထုတ်တာကလည်းမိမကိစ္စတော့အကျင့်စာရိတာလော်လီလုံးလို့မိမပွေလုံးလို့ပါတယ်ဒီတော့ထုံကကလေးမရလို့စိတ်ဝေဒနာတဲ့တပိုင်းဖြစ်နေတဲ့ရီချစ်ကိုလုတ်ကြံစလန်တွေနဲ့တစ်ချိန်လုံးအုံနှုတ်ကျင်းထားတာပါလားသူတို့ရဲ့အင်တော်ကြီးတစ်ယောက်ထုံဟာနှာထမ်းကျင်သူရီချယ်နဲ့ကွာရှင်းကျင်တာနဲ့ပဲအရင်မူပြီ ီးနိုးလာတဲ့ချိန်တိုင်းရစ်ချက်ကောင်းတဲ့ကိုမဟုတ်တယုတ်တွေနေ့စဉ်ရေးရဆက်ဆက်ရိုက်ကွင်းအဲ့ဒီချိန်ကအန်နာနဲ့ဖောက်ပြန်နေတာကိုဖုံးကွယ်ဖို့လို့နောက်ဆုံးသူ့ကိုကန်ထုတ်အန်နာနဲ့စပန်းဖို့လွတ်ခဲ့တယ်ဆိုတဲ့အမှန်တရားကိုသူထိတ်တလန့်သိသွားပါတော့တယ် ဒီအပိုင်းအိုင်နာကလည်းသူခင်မွန်းထုံးမဟာဘလို့လူစားလို့ဆိုတော့ဘူးသိတိကျင်နေတယ်ရေချန်နဲ့ဖိစိတ်ပြန်ချင်းတွေ့နေပြီလို့သူကတစ်ချိန်လုံးထင်းနေကြကြတော့ laptop password ကိုဘလို့မှစဉ်းစားမရဘူးလက်လျှော့မလို့လို့တုံး laptop အီးထဲကနေ keypad ဖုန်းတစ်လုံးကိုတွေ့လို့ power တွေးပြီးဖွင့်ကြည့်လိုက်တဲ့အခါစာတူတွေကိုတွေ့ရတယ်၃နိုင်လောက်တွေ့ကြရအောင်ငါရောက်နေပြီမရဘူးဒီမှာ if ကိုထရင်အလုရှုပ်နေတာတဲ့စာတွေကအဲ့ဒီလို if ကိုထရင်ဆိုတော့ဒါမေဂန်ပါလားဖုန်းတွေဝင်လာပြီးဘာမှမပြောဘူးလို့မေဂန်ကပြောတယ် ဒါ ይ ရေချဲမှမဟုတ်ပဲထောင်ကမေကန်ရဲ့အတန်ကိုကြားတာနဲ့ပြူရိုကြီးအချင်းချက်လို့ဖုံးကိုခက်မြင်မြင်ပြန်ချလိုက်တာပါလားအခုတော့ထောင်ရဲ့နန်းတွေကအိုင်နာတို့မနှွေးထွေးတော့ပါဘူးညဘက်ခြံတဲ့ကိုတိတိစိတ်ထွက်ကီးဘက်ကဖုန်းနံပါတ်ကိုဆက်ကြည့်လိုက်တော့မေကန်ပါမက်ဆေ့ချ်ထားပါတယ်တေးကြပွားပါဘူးသူ့ယောက်ျားနဲ့မေကန်တို့ဖောက်ပြန်နေခဲ့ကြတော့ပါလားတဖက်မှာရေချဲကလည်းရက်တွေဖြတ်ထားရဖို့လားသူ့မညံ့တွေပြန်ပေါ်နေတယ်ခိုးတော့ကြနေညကတကယ်ပဲသူဟာမေကန်နဲ့တွေ့ခဲ့တယ်စကော့နဲ့မေကန်တို့ရဲ့နေတဲ့အိမ်တဲ့သူဝင်သွားတာမဟုတ် ပါဘူး။ရက်ခွနာကဘူရမှာအရက်ကြောင်ကြောင်ပြီးဆင်းသွိုင်းရင်လျှောက်သွိုင်းရင်ကဝိမေလိုင်ကောင်းနာမှာမေကန်ကိုတွေ့လို့ဖောက်ပြန်နာမကြိုက်ဘူးဆိုပြီးပြောလို့နောက်ကနေလိုက်သွားမေကန်ကလာခေါ်တဲ့ကားပေါ်ကို အတက်သူခင်မောင်းဟောင်းထုံမွေးကားဖြစ်နေတယ်။တကယ်တမ်းကားပေါ်ကိုတက်သွားသူကမေကန်ဒါကစပိန်ရောင်ကြောင့်အန်နာလို့သူကထင်ခဲ့တာပါ။သူလိုက်လာတာကိုမြင်တော့ထုံးသမင်းဘာလုပ်တာလဲဆိုပြီးဖိုင်ကောင်းတဲ့ကနေခကြမ်းကြမ်းဆွဲခုံနယံနဲ့ပြစ်ဆောင်ခဲ့ပြီးကားစီပြန်ပေးခဲ့တယ်။နောက်တော့လူရန်ကတွေကမူးနေတဲ့သူ့ကို သွေးတို့လာဆန်းလူမောင်းထုတ်လိုက်ရသေးတယ်။သွေးတွေကနယ်နဲ့ကောင်စောင့်မိတော့ကကြာလာတယ်သူရဲ့သွေးပါပဲ။ဒါကြောင့်ဘေကန်ပျောက်ဆုံးမှုနဲ့ဒေဆုံးမှုတွေထုတ်မှတာဝန်ရှိတယ်လို့ Rachel နားလည်သွားပါပဲ။ဒါကြောင့်လည်းနောက်တနေ့မနက်စိုးစောပါအန်နာကိုသတိပေးဖို့သူ့အိမ်ဟောင်းကိုပြန်သွားတော့အန်နာကဘေကန်နဲ့ထုံရဲဆက်ဆံရေးကြောင်းသိနေပြီးသားဆိုတော့သူ့ကိုခြံထဲကလေးမောင်းထုတ်တယ်။ Rachel ကအန်နာနဲ့ Eve တို့ထုတ်လကန်တဲ့ချက်ချင်းထွက်ပြေးတဲ့အကြောင်းပြောပြတော့အန်နာကရှင်နဲ့အိမ်အောင်ကြုံကလည်းကျမကိုယ်တိုင်သူနဲ့ဖောက်ပြန်ခဲ့တာပဲ။သူ့ ့လိမ့်ညာဘလော့တော်တယ်ဆိုတော့ကျမကပူတည်နေတဲ့ဒီတက်ဆိုးတဲ့အန်နာသူကမိကန်ကိုတတ်ခဲ့တာဆိုတော့ဒါကတော့အန်နာမကြားချင်းရီချဲကကလေးကိုခေါ်ပြီးသူနဲ့လိုက်ခဲ့ပါထုံးပတ်အန်တဲ့ကောင်းကိုပြောနေတော့တိတဲ့ကလေးထွန်ထွက်လာခဲ့တယ်အန်နာလည်းကလေးကိုချီပြီးအိမ်ထဲဝင်တော့ရီချဲကထုံကူခုနေ့ကရှင့်ကိုမြင်လိုက်တယ်ရှင့်လူသက်သမားအော်အော်ပြီးပြောလို့ထုံးလည်းပဝင်းရင်ကြားမှာကြောက်ပြီးရီချဲကိုအိမ်ထဲစွဲသွင်းလိုက်တယ်ရီချဲပါစက်ကတော့ဘလို့မှပြစ်လို့မရသူမြင်တဲ့မျိုးကိုပြောတယ်ဒီချိန်ရောက်မှအန်နာကလည်းမိကန်ဒီအိမ်မှာကလေးထိတ်လာလို့တဲ့ ်ချင်းကလေးကရှင်းလို့ချင်းနပါသွားနေတာလို့ထုံကပြောချလိုက်တယ်။ဒီအချိန်မှာထုံကကလေးကိုကောက်ချီတယ်။ဘန်နာကလည်းကလေးကိုဝယ်လဲပေးမယ်ဆိုပြီးအတင်းပြန်လူတယ်။ဒီအချိန်မှာရေချယ်က911ကိုဖုန်းခေါ်လာထုံတွေ့သွားတော့မိဘကလည်းအတင်းထိုင်ခိုင်းတယ်။ဘန်နာကလည်းအနာကနေမသွားခိုင်းဘူး။ရေချယ်ကတော့သူ့ကိုတန်ဖိုးမရှိတဲ့မိမဖြစ်အောင်တစ်ချိန်လုံးအုံနှုံကျင်းခဲ့တာတွေမူမူပြီးပြန်ပြောနေတယ်။ထုံကရေချယ်ကိုအရင်တုန်းကတိုင်ပုံသွင်းဖို့ကြိုးစားတယ်။အရက်တွေကိုတောက်ခိုင်းပြီးမတောက်တော့ရိုက်နေလို့ရေချယ်လည်းသတိလက်သွားပါတယ်။ right? Okay. ဒီချိန်မှာဦးမေလန်ကောင်းတဲ့ကဇလန်းကိုဆက်ပြီးပြတာတဲ့ခါထမမေကန်ကိုသူတို့ကဲနေကြတော်ရင်ခေါ်ပွားပါပဲအဲ့ဒီနေ့ကမေကန်ကသူကိုဝင်ရှိနေပြီလို့ပြောပြဖို့ထုံကိုချင်းလိုက်တာဆိုတော့အเจ้าရင်မှန်တည်သွားတဲ့ခါထမကိုဝင်ဖြစ်ကြဖို့ပြောပေမဲ့ကလေးတယောက်ဆုံးရှုံးခဲ့မှုတဲ့မေကန်ကမြင်းဆန္ဒကြောင့်ဒေါသနဲ့စောင့်တွန်းမိလိုက်တာမေကန်ချိန်တဲကိုလိမ့်ကြပြီးကြောက်တုံးနဲ့ခေါင်းကိုရိုက်ပြီးဒဏ်ရာပြင်းထန်သွားတယ်ဒါတော့မှထုံကကြသွားတဲ့ကြောင်လေးကိုလိုက်ဆင်းပြီးရှိန်းတဲ့လူအသက်ပြောက်သွားတဲ့ခါအလောင်းကိုနေရာ ွေဖတ်ထားလိုက်တာပါလက်ရှိချိန်ရီချယ်သတိပြန်ရလာတော့ထောင်ကသူ့လုပ်ရဲ့မှန်တဲ့ရီချယ်ပေါ်တမင်အဖြစ်ပုံချတယ်မစီမဆိုင်စွတ်တွေ့တဲ့တွေးလုံးနေတဲ့အဖြစ်ဖို့ရင်နောက်ဆုံးမှာရီချယ်ကိုလေဘင်းညစ်ဖို့ကြိုးစားတဲ့အခါရီချယ်ရဲ့နားကစွဲမိစွဲရနဲ့တစ်ချက်ပြန်ရိုက်အပြင်ကိုဖတ်ပြေးလိုက်တယ်ဒါပေမဲ့ထုံလကံမလို့ထုံကရီချယ်ကိုနောက်ကနေစောင့်ဆွဲလိုက်တော့ရီချယ်လည်းသူ့လက်ထဲမှာစုပ်ကင်မိထားတဲ့ဝိုင်းဖောက်တယ်နဲ့ထုံရဲ့လေဘင်းကိုထိုးလိုက်ပြီးတယ်ရီချယ်တရားနဲ့လဲကျသွားတဲ့ထုံကိုကြောင်အန်းနဲ့ရက်က ြည့်နေမိချေသူ့နောက်ကအန်နာကတဖြည်းဖြည်းထွက်လာပြီးထုံကိုဖက်စိုက်နေတဲ့ဖုန်တံကိုလွှဲလက်ပြီးဖိတ်သွင်းကလက်တုပ်ပြလိုက်ပါတော့တယ်။စုံနောက်ရီလီတို့ကသူတို့မြောက်စလုံးကိုဖမ်းခေါ်သွားကြတော့ကိုစကော့မြင်လို့ရက်ကြည့်နေတယ်။စကမှာသူတို့ကိုလူခွဲပြီးစင်ပေးတဲ့အခါရီချယ်က"သူကကျမကိုတတ်တော့ပါ။ကျမမှာသူ့ကိုနားကျင်စေလို့တဲ့စိတ်မရှိပါဘူး။ကိုကိုကိုကကွဲတာပါတဲ့။ဟန်နာကိုစင်ပေးတော့လေရီချယ်မှာရီချယ်စရာမရှိခဲ့ဘူး။ထုံကသူ့ကိုရှင်းတော့မှလေ။ဒါတွေအကုန်လုံးသူ့မြင်ပါတယ်။ရီချယ်ပြောတဲ့ မိခင်ကြောင်းလဲအမှန်တကယ်တော့ Rachel ပြောမြတ်စကားတွေဟာအမှန်တွေကြီးပဲလို့ trust ဆိုလိုက်ပါတော့တယ်နောက်ဆုံးကမှာတော့မေဂန်အုပ်ကူလေးစီကို Richard တွားလေခဲ့တယ်။သူ့ပုံစံကအရက်ကံကလေကင်းဝင့်နေသလိုအလုပ်တစ်ခုခုရနေတဲ့ပုံစံ Richard ချစ်ထားပုံကိုပြန်တက်လာခဲ့ပါတယ်။ဒါပေမဲ့အခုဒီချိန်မှာတော့သူထိုင်နေကြတွဲမှမထိုင်သူထိုင်နေကြအချမ်းမှမထိုင်သူကြည့်ခဲ့မှုတဲ့ရက်ကွက်ကလေမျက်စိကိုခွာ ရှေ့ကိုပဲကြည်နေလိုက်တယ်သူ့နာကကရှေ့မှာရှေ့နေပြီလေဒါအပြင်သူဟာယထာစီးနေပြီမဲ့ခုတ်တချင်ကယထာဘောကမင်းကလေးမဟုတ်တော့ဘူးလေကြည်စုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်